ဒီတစ်ပတ်ပွဲစဉ်9ရက်ဘိတ်မတ်ပွဲစဉ်ဖြစ်ကတော့ Chelsea နဲ့ Liverpool တို့ရှင်ပြိုင်တော့မှာဖြစ်ပြီးတော့ဒီပွဲစဉ်နဲ့ပတ်သက်တဲ့အမြင်လေးကိုတုံ့သက်ပေးသွားမှာဖြစ်ပါတယ်။ Commentary ဘိုင်ဆို YouTube Channel ရာနေပြီးတော့ကြိုဆိုပါရစေ။ဒီတစ်ပတ်ပွဲစဉ်9ရက်ဘိတ်မတ်ပွဲစဉ်ဖြစ်ကတော့ Chelsea နဲ့ Liverpool တို့ရှင်ပြိုင်တော့မှာဖြစ်ပြီးတော့ဒီပွဲစဉ်နဲ့ပတ်သက်တဲ့အမြင်လေးကိုတုံ့သက်ပေးသွားမှာဖြစ်ပါတယ်။ ်ချက်စီသင်ကတော့ပရီးမီးယားလိမှာ၃ပွဲဆက်၊၉ပွဲပျောက်ဆုံးထားပြီးတော့နောက်ဆုံး၂ပွဲဆက်ရှုံးထားတယ်။မန်ယူနိုက်တက်ကိုရှုံးတယ်၊ဘရိုက်တန်ကိုရှုံးပြီးတော့ဖိအားတွေတော်တော်လေးများနေချိန်မှာချန်ပီယံလိပွဲစဉ်မှာတော့အိမ်ခွင်းမှာဗီဖီကာကိုအနိုင်ပြန်ယူပြီးတော့မိဘမာရက်စကာအနေနဲ့ဖိအားတွေအောက်ကနေအတန်အသင့်ရုတ်ထွက်သွားနိုင်ခဲ့ပြီမဲ့လက်ရှိအနေထားကတော့စွိမ့်စရာအနေထားလို့ပြောရမယ်။တစ်ဖက်မှာလည်း Pistol Belly နဲ့ပွဲစဉ်မှာပထမဆုံးရှုံးပွဲကြုံပြီးတော့ဇက်တိုက်ဆိုလိုပဲ Champion League ပွဲစဉ်ဖြစ် Galatasaray နဲ့ Away Win ပွဲစဉ်မှာလည်း ရှုံးနေခဲ့ပြီးတော့နှစ်ပွဲဆက်အရှုံးနဲ့တူလီဗာပူးသင်းရဲ့တည်ငြိမ်နေတဲ့အရာတွေဟာချက်ချင်းဆိုသလိုလှုပ်ခတ်သွားခဲ့ပြီးတော့ဒီပွဲကပို့ပြီးတော့စိတ်ဝင်စားစရာဖြစ်လာခဲ့တယ်။ဆိုတော့ဒီနှစ်သင်းရဲ့ခြေစွမ်းနေနဲ့ပတ်သက်ပြီးတော့အမြင်လေးတွေကိုသုံးသပ်ကြည့်ကြပါမယ်။ဒီနေ့ချိန်ရှင်ဖြစ်အခန့်ကစားမဲ့ချက်စီသင်းရတော့အဓိကကစားသမားတွေကကိုပါမာတို့၊လီယန်ဒီလက်တို့၊ကိုဝဲတို့လိုကစားသမားတွေအပါအဝင်နောက်ခံကစားသမားတွေဖြစ်တဲ့တိုဆင်းဖိုဖာနာနဲ့ချာလိုပါကပွဲပယ်ပြစ်ဒဏ်ကြားခံရမှာဖြစ်သလိုအဆူကိုလည်းမပါနိုင်သေးဘူးဆိုတော့တော်တော်လေးကိုဒဏ်ရာပြဿနာတွေ ရိုက်ခတ်နေတဲ့အတွင်းအထူးသဖြင့်ခန်းစစ်ချောင်းကတကယ်ကိုစိုးစိုးဝါးဝါအခြေအနေနဲ့ရင်ဆိုင်နေရတယ်ဆိုတော့ဒီဘက်မှာတော့ဒီပြမာရစ်ကာနေနဲ့သူ့ရဲ့ခန်းစစ်ကိုဘယ်လိုမျိုးပြင်ဆင်လာမလဲဆိုတာစိတ်ဝင်စားဖို့ကောင်းတယ်။ချက်စီတင်ကတော့ဘင်ဖီကာနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာတော့အရင်ကစားသမားတချို့ကိုထုတ်သုံးခဲ့ပြီးတော့တိုက်စစ်မှာထာရီချော့ကိုတုံးခဲ့တယ်၊ကွလန်မှာဝနာနိုဒီကိုအတက်ကင်းမီဖီမှာတုံးခဲ့တယ်၊ဘဲချမ်းမှာဂါနာချိုကိုတုံးခဲ့တယ်လို့အပြောင်းအလဲတချို့လုပ်ခဲ့ပြီးတော့ဒီနေ့မှာတော့ပိုမိုတောင်တင်းနဲ့အစုဖွဲ့နဲ့တူ RS ကအနေနဲ့လီဗာပူးသင်းကိုရင်ဆိုင်သွားမယ်လို့မျှော်လင့်ရတယ်။ချက်စီသင်းကတော့နောက်ဆုံးကစားတဲ့အဓိကပြိုင်ပွဲကြီးနှစ်ခုမှာသုံးပွဲဆက်တိုက်ကစားသမားတွေအနီကပ်ပြခံရပြီးတော့မန်ဒတ်တက်နဲ့ပွဲစဉ်မှာကိုသမားစန်ချက်အနီကပ်ပြခံရတယ်။ဘရိုက်တန်နဲ့ပွဲစဉ်မှာချာလိုဘာအနီကပ်ပြခံရတယ်။ဗင်ဖီကာနဲ့ပွဲစဉ်မှာတိုက်စစ်ကဂျော်ဘဒရိုအနီကပ်ပြခံရပြီးတော့နီဗျာမာရစကာလောက်မှာအနီကပ်၄ချိန်နဲ့အဝါကပ်၁၁၄ချိန်ထိပြခံထားပြီးတော့အဝါကပ်အနီကပ်တွေနဲ့ပတ်သက်ရင်တော့ Chelsea တင်းရဲ့လက်ရှိအနေအထားကတော်တော်လေးကိုစိုးရိမ်စရာဖြစ်နေတာကိုတွေ့ရတယ်။ Chelsea တင်းကတော့ Marsca လက်အောက်မှာ Premier League နှစ်ပွဲဆက်ရှုံးနိမ့်တာ၃ချိန်မြောက်ဖြစ်ခဲ့ပြီးတော့2023 April နဲ့ May မှာနီးပြဟောင်းလမ်ပတ်လက်ထက်မှာ၄ပွဲဆက်ရှုံးနိမ့်ခဲ့တဲ့မှတ်တမ်းပြီးရင်လက်ရှိ Chelsea တင်းရဲ့ form ကတော့တော်တော်လေးကိုစိုးရိမ်စရာကောင်းနေတယ်။ဒါပြင်2025ခုနှစ်တွင်မှာဥဆောင်ကိုသူမိမှပြန်ရှုံးတဲ့ပွဲရလဲ၃ပွဲတိရှိပြီးတော့2018တုန်းက ပြက်ကလေးနှစ်တင်းနေတွင်မှာဥဆောင်ကိုသွင်းပြီးမှရှုံးခဲ့တဲ့သုံးပွဲအရေးအတွက်နဲ့တူညီသွားပြီဆိုတော့ဒီယာဒီကနောက်ထပ်ချက်စီအတွက်စိုးရတဲ့အခြေအနေတွေထပ်ပြီးတော့ရင်ဆိုင်ရနိုင်ခြေရှိနေသေးတယ်။ချက်စီတင်းနဲ့ပတ်သက်ရင်နောက်ထပ်စိုးရင်စရာကောင်းတဲ့ချက်ကလက်ရှိချန်ပီယံတွေကိုအင်ကွင်းမှာအဲ့ခံကစားတဲ့နောက်ဆုံး၅ပွဲလုံးမနိုင်ခဲ့ဘူး။တပွဲတည်း၄ပွဲထိရှုံးခဲ့ပြီးတော့2023ဘောလုံးရာသီကလည်း2019 20ဘောလုံးရာသီအတွင်းအင်ကွင်း73ပွဲစတိုက်ရှုံးပွဲမရှိကစားထားခဲ့တဲ့အနေအထားအနေနဲ့ လက်ရှိချန်ပီယံနဲ့တွေ့တဲ့ပွဲတွေမှာသီးတာတာကိုရလက်ပိုင်းနေဆွရလာတာကိုတွေ့ရတယ်။ချက်စီသင်းရဲ့ခန်းစစ်ကြောင်းကိုကြည့်မယ်ဆိုရင်တော့ကြံ့ခိုင်မှုပြေဝနေတာဆိုလို့လူငယ်ခန်းစစ်စားမှာအချီရန်ပောင်ရဲ့ယူရဲဟာတိုရဲ့ဘာဒီယာရှေလောက်ပဲရှိပြီးတော့ဒီခန်းစစ်အတွက်ကတော့တော်တော်လေးကိုဒီပြမာရက်စကာနေနဲ့တတိထားပြင်ဆင်လာဖို့လိုလိမ့်မယ်။တောင်မန်တွေမှာတော့သူတို့ရဲ့အဓိကစားသမားတွေဖြစ်တဲ့ဂူဂူရဲ့လာတို့ရှိတယ်၊ရီစီဂျိန်းတို့ရှိတယ်၊မာလိုကူစတိုတို့ရှိတယ်ဆိုတော့သိပြီးတော့ပြဿနာမရှိဘူး။ကွင်းလယ်မှာလည်းကန်စီတို့နဲ့ န်ဒရီဆန်တိုကိုတွဲပေးလိုက်မယ်ဆိုရင်တော့ကွန်းလယ်ရဲ့မာကျော်မှုတစ်ခုကိုတော့မြင်ရနိုင်တယ်။အဲ့လိုတွဲပေးမယ်ဆိုရင်တော့အန်ဇိုဖာနန်ဒက်ကအတက်ကင်းမစ်ဖီးနေရာရောက်သွားပြီးတော့တောင်ပန်တွေမှာအစတီဘာဝီလီယန်တို့နက်ဒိုရိုနဲ့တူအထောင်တိုက်စစ်နေရာမှာတော့ဂျာဝပက်ဒရိုကိုမြင်ရဖို့များတယ်။ဂျာဝပက်ဒရိုကရာသီအဖွင့်ပွဲတွေမှာအသင်းအတွက်နှစ်ဂိုးသွင်းပြီးတော့သုံးဂိုးဖန်တီးနိုင်ခဲ့တယ်လို့တော်တော်လေးခြေစွမ်းပြနိုင်ခဲ့ပေမဲ့လည်းနောက်ပိုင်းပွဲတွေမှာတော့သူကိုယ်တိုင်လည်း ခြေစွမ်းပိုင်းအရကျဆင်းလာခဲ့တယ်လို့ Chelsea ကိုယ်တိုင်လည်း Premier League မှာနောက်ဆုံး၃ပွဲဆက်နိုင်ပွဲပျောက်ဆုံးပြီးတော့အဖြစ်ဖြစ်နဲ့အခြေအနေတွေကရိမ့်ရိုက်လာတာကိုတွေ့ရတယ်။အခုဆိုရင် Chelsea သင်းရအမှတ်ပေးစရာရဲ့အဆင့်၈နေရာလေးရောက်နေရဆိုတော့ဒီအခြေအနေကိုအမြန်ဆုံးအဆုံးသတ်ဖို့လိုတယ်။ Liverpool သင်းကတော့တောက်လျှောက်နိုင်ပွဲတွေဆက်ခဲ့ပြီးမှပြီးခဲ့တဲ့တစ်ပတ်ကစပြီးတော့သူတို့ရဲ့ပထမဆုံးရှုံးပွဲကပယ်လင်းနဲ့ပွဲမှာကြုံတွေ့ခဲ့ရတယ်လို့အဲ့ဒီရှုံးပွဲကသူတို့အတွက်တော်တော်ကြီးကိုရိုက်ခတ်မှုကြီးမားသွားခဲ့ပြီးတော့ပယ်လင်းနဲ့ပွဲစဉ်က ဒီပါဦးသိန်းရဲ့ခြေစွမ်းကတကယ်မေးခွန်းထုတ်စရာကောင်းပြီးတော့သူသဖြင့်ခန်းစစ် line နဲ့ full back တွေရဲ့အခန်းကဏ္ဍကတော်တော်လေးကိုစိုးရိမ်စရာကောင်းနေတယ်။ကွန်းလယ်ကလည်း defensive midfielder စစ်စစ်မရှိဘဲနဲ့ကစားခဲ့တဲ့ကွန်းလယ်ကမနှစ်တုံးကတိတ်မသိတာပဲ။ဒီနှစ်မှာတော့ attacking အသံနဲ့ Florian Vaz ကိုနေရာတနေရာပေးထားတဲ့အနေအထားမျိုးမှာကွန်းလယ်ရဲ့လှုပ်အားနှုန်းတွေလျော့ကျသွားတာကိုတွေ့ရတယ်။မနှစ်တုံးကကွန်းလယ်အထိုင်နေရာမှာ Graven Bat ရဲ့ ာကာလစ်စတာရဲ့ဆူပါစတိုင်းရဲ့၃ယောက်တွဲကစားတဲ့အနေအထားမျိုးမှာနံပါတ်၁ရိုးမရှိပေမဲ့လည်းနံပါတ်၈ရိုး၃ယောက်နဲ့ကွန်းလက်ဟန်ချက်ကမပြတ်သွားခဲ့ပေမဲ့လည်းဒီနှစ်မှာတော့ကွန်းလက်အထိုင်၂ယောက်နဲ့နံပါတ်၁ရိုး၁ယောက်ကိုတွဲသွင်းလိုက်တဲ့အနေအထားမှာတော့ကွန်းလက်လှုပ်အားနှုန်းသီးသာကျသွားတယ်။ပိုဆိုးတာညာတော်မန်ကအသင်းရဲ့နာမည်ကျော်စားသမားဆာလာရဲ့ဂိုဒင်အာယောသူ့ရဲ့လှုပ်အားနှုန်းရောစွမ်းဆောင်ရောကျဆင်းသွားတဲ့အနေအထားမျိုးမှာဒီပါဦးတင်ရဲ့တိုက်စစ်ကဘသူ့ကိုမိခွာမှမသိပဲနဲ့အခုလိုနှစ်ပွဲစတိုက်ရှုံးပွဲတွေနဲ့ကြုံတွေ့ခဲ့ရတယ် တရားဒီလီဗာပူးသင်းရဲ့ပွဲတွေကိုကြည့်မယ်ဆိုရင်တော့90 plus goal တွေနဲ့ပွဲကိုအလှည့်ပြောင်းဖြစ်စေခဲ့တဲ့ပွဲက၃ပွဲတည်းရှိခဲ့ပြီးတော့သူတို့အနိုင်ရခဲ့တဲ့ Newcastle နဲ့ပွဲ၊ Burnley နဲ့ပွဲတွေမှာ Newcastle နဲ့ပွဲမှာမိနစ်100ကျော်မှ Angumoa ရဲ့ goal နဲ့တိုင်ဘက်ကိုအနိုင်ရခဲ့သလို Burnley နဲ့ပွဲမှာလည်း injury time ရောက်မှ Salah ရဲ့ penalty goal နဲ့အနိုင်ရခဲ့ပြီးတော့ Crystal Palace နဲ့ပွဲစဉ်မှာတော့သူတို့ကိုယ်တိုင်တိုင်ဘက်ရဲ့နောက်ကျ goal နဲ့အသေးခွဲခံခဲ့ရပြီးတော့ပထမဆုံး6ပွဲမှာ၃ပွဲက90 plus goal တွေနဲ့အပြည့်ထွက်ခဲ့တဲ့ပထမဆုံးအသင်းဖြစ်လေမှတ်တမ်းဝင်ထားတယ် ခရစ်စတယ်ဘယ်လီနဲ့ပွဲစဉ်မှာမြင်လိုက်ရတဲ့သူတို့ရဲ့ခံစစ်ကြောင်းကတော့ပြိုင်ဘက်ကိုအချိန်ချင်းအခွင့်အရေးတွေပေးနေရပြီးတော့ခရစ်စတယ်ဘယ်လီတင်ရပထမပိုင်းမှာတင်ပစ်ချံ3-4ချိန်လောက်ရခဲ့တာမာတီတာရဲ့အပိုင်ကန်ချက်ဂျယ်ရိုမီပီနိုရဲ့အပိုင်ကန်ချက်ညာချမ်းလိုက်တက်လာခဲ့တဲ့မူနော့ရဲ့ကန်ချက်တွေကိုအသေးအံကာကွယ်ရပြီးတော့တိုင်ထိပ်သွားတဲ့အလုံးတွေပါထွက်တော်မယ်ဆိုရင်ပထမပိုင်းမှာတင်လီဗာပူးတင်ရပဲလီရဲ့ဥဆောင်ဂိုးတွေကိုအချိန်ချင်းခွင့်ပြုရနိုင်တဲ့အနေအထားမျိုးတွေရင်ဆိုင်ခဲ့ရတယ်ဆိုတော့ဒီနေ့မှာတော့ ချဲစီသင်းရဲ့အဝေးကွင်းမှာရင်ဆိုင်ရမှာဖြစ်လို့စတန်ဖို့ဘရစ်မှာလီဗာပူးသင်းနေနဲ့ပိုမိုမာကျောတဲ့ကစားပုံကိုတော့ပြသဖို့လိုတယ်လက်ရှိလီဗာပူးသင်းမှာတော့အားထားရတဲ့ဂိုးသမားအလီစင်ဘက်ကပါဝင်နိုင်မှာမဟုတ်ဘဲနဲ့သူ့ရဲ့နေရာမှာမမာရာရှက်ပလီဝင်ရောက်ကစားဖို့များတယ်လီဗာပူးသင်းရဲ့ပွဲထွက်လူစင်းမှာတော့ဘန်တိုင်းနဲ့ကိုနာဒေးအတွဲအပြင်ညာတောင်မှန်မှာဖရင်ပါဝင်သုံးမလားဘရက်ဒလီကိုသုံးမလားဆိုတာကြည့်ရမယ်။ပယ်ချမ်းမှာတော့ကာကက်ပဲပွဲထွက်လာဖို့များတယ်။ကွန်းလက်အထိုင်နေရာမှာဂရာဘန်ဘတ်နဲ့မက်ကယ်လစ်စတာသူတို့ရဲ့ရှေ့မှာတော့ လောက်အောင်ပိုကောင်းနေတယ်ဆိုရင်တော့ super slime ကိုထားကစားတာကပိုပြီးတော့သင့်တော်မယ်လို့ထင်တယ်။တောင်မှနှစ်ဖက်မှာတော့ဘယ်ကျမ်းမှာ gap ပို့ညာကျမ်းမှာ sala နဲ့အထောင်တိုက်စစ်နေရမှာတော့ iset ပါလာမယ်လို့ထင်တယ်။ liverpool ထဲမှာတော့ florian bass ရဲ့အခန်းကဏ္ဍကမေကွန်ထုတ်စရာရှိနေခဲ့ပြီးတော့သူနံပါတ်2ရုပ်မှာကစားရင်ကိုယ့်လက်လောက်အောင်ကျသွားတယ်။သူဘယ်တော်မှထွက်ကစားရင်လဲသူ့ရဲ့ကစားဟန်နဲ့မလိုက်ဖက်တဲ့အနေထားတွေကြောင့်သူ့ကိုဘယ်နေရာမှာထားသုံးရမလဲဆိုတာကတော့ဒီပြအာနယ်စလော့အတွက်မေကွန်ထုတ်စရာပဲတိုက်စစ်နေရာအတွက်ကတော့ iset သုံးမလား အဂီတကီတော့မလားသူတို့နှစ်ယောက်ရဲ့အနေထားကတိတ်မကွာဘူးဒါပေမဲ့အီဆက်ကတော့စတန်ဖို့ဘရစ်မှာ200တိဇက်တိုက်ကိုသွင်းထားတဲ့ကစားသမားဖြစ်ပြီးတော့ဒီဘက်မှာသူအနေနဲ့စတန်ဖို့ဘရစ်မှာထပ်ပြီးတော့ခြေစွမ်းပြနိုင်မလားဆိုတာကတော့စောင့်ကြည့်ရမယ်ဒါပေမဲ့ဒီဘဝသင်းကတော့လန်ဒန်မှာသွားကစားတဲ့နောက်ဆုံး၃ဘွဲဆက်ရှုံးဘွဲကြုံတွေ့ထားခဲ့ပြီးတော့ခရစ်စတယ်ဘဲလီနဲ့ဘွဲစင်မှာလောလောလတ်လတ်ရှုံးထားသလို2009နိုဝင်ဘာနဲ့2010အောက်တိုဘာတွင်မှာ၄ဘွဲဆက်ရှုံးနေခဲ့တဲ့မှတ်တမ်းပြီးရင်လန်ဒန်ကသူတို့တကယ်ကိုနိုင်မဲလို့ပြောရမယ် ဆိုတော့ဒီနှစ်သိန်းရဲ့လက်ရှိအနေအထားတွေကိုနိုင်ရှင်ကြည့်မယ်ဆိုရင်တော့အရှင်ချဲစီသိန်းရရလက်လည်းမကောင်းဘူးဒဏ်ရာပြဿနာတွေကပါသူတို့ကိုဆွဲချနေရဆိုတော့ပို့ပြီးတော့ဆွေးနွေးစရာကောင်းတာအမှန်ပဲသူရဲ့ပွဲထွက်လူစင်းမှာတချို့ကစားသမားတွေကပရီးမီးယားလိနဲ့အသားကျဖို့ရုန်းကန်နေရတဲ့ကစားသမားတချို့ရှိနေသေးတယ်လို့လက်ရှိ current form ကလည်းဘေကွန်ထုတ်စရာပဲလီဗာပူးသိန်းကတော့နှစ်ပွဲဆက်ရှုံးနေထားသည့်တိုင်အောင်သူတို့ရဲ့တိုက်စစ်ကတော့လုံးဝဒါသတိထားမဲ့အသင်းဖြစ်ရှိနေသေးပဲတကယ်လို့တောင်းတင်းတဲ့အစုဖွဲ့နဲ့ ခံစင်းနဲ့ကွန်းလေကသာတည်ငြိမ်မယ်ဆိုရင်ကျန်တဲ့အပိုင်းကတောင်နှင်းဆုံးနေထားမှာရှိနေတယ်အထူးသဖြင့်တိုက်စစ်ပိုင်းမှာကြိုက်တယ်လို့အလှည့်ပြောင်းလုပ်ပြီးတော့ကစားလို့ရတယ်စားသမားအင်အားရပို့တာတယ်လို့ယူဆလို့ရတယ်ဒီနှစ်သိန်းတွေးဆောင်ထားတဲ့မှတ်တမ်းတွေကိုကြည့်မယ်ဆိုရင်တော့ Stanford Bridge ကွင်းမှာတည်ရရလက်တွေနဲ့ပြီးဆုံးတာများပြီးတော့မနှစ်ကတော့ Chelsea သင်းက3-1နဲ့အနိုင်ရထားခဲ့ပြီးတော့ Liverpool သင်းနေနဲ့ Stanford Bridge မှာသွားကစားတဲ့နောက်ဆုံး၄ပွဲဆက်တိုက်မနိုင်ခဲ့ဘူး၃ပွဲတည်တပွဲရှုံးထားရဆိုတော့ London မှာသွားကစားရင်ရုံးကန်အားလေးရှိတဲ့ Liverpool သင်း စတန်ဖို့ဘရစ်မှာလည်းနောက်ဆုံး၄၀၀စီစတိုက်မနိုင်ခဲ့ဘူးဆိုတော့ဒီပွဲမှာလီဗာပူးသင်းနေနဲ့နိုင်ပွဲပြန်ရှာဖို့မလွယ်တော့သေးဘူးအဲ့လိုပဲချဲစီသင်းကလည်းဒီရက်ရာသီမှာလီဗာပူးသင်းကိုအင်ကွင်းမှာအနိုင်ရခဲ့တာမှန်ပေမဲ့2005 6နဲ့2006ခုဘောလုံးရာသီနောက်ပိုင်းတွေက၂၀၀စီစတိုက်လီဗာပူးသင်းကိုအနိုင်မရခဲ့တာဆိုတော့ဒီပွဲမှာလည်းချဲစီအသင်းအနေနဲ့လီဗာပူးကိုအသာရဖို့မလွယ်တော့သေးဘူးလို့ထင်တယ် ဒီဘက်မှာပွဲကိုအဆုံးဖြတ်ပေးသွားမှာတော့သူတို့ရဲ့ခံစစ်ကြောင်းမတည်ငြိမ်မှုတွေလို့ကျွန်တော်ကတော့ယူဆတယ်။ချက်စီကတော့လက်ရှိခံစစ်ကြောင်းမတည်ငြိမ်မှုအပြင်ဒဏ်ရာပြဿနာတွေပါရင်ဆိုင်နေရပြီးတော့ပို့ပြီးတော့စိုးရင်စရာကောင်းတဲ့အနေအထားမှာရှိတယ်။လီဗာပူးတင်းကတော့ဒဏ်ရာပြဿနာကြီးကြီးမားမားမရှိပေမဲ့သူတို့ရဲ့ပင်ကိုကစားဟန်ကိုကတော်တော်လေးခံစစ်ပိုင်းအားနည်းချက်တွေမြင်ခဲ့ရပြီးတော့ပေးကိုနှုတ်နေလဲမြင့်တက်နေဆိုတော့ဒီဘက်ကရေဘူးအားဖြင့်တော့အပြန်လန်သွင်းကိုတွေမြင်ရနိုင်တဲ့ပွဲလို့ယူဆတယ်။အသင်းပေါင်းအပြန်လန်သွင်းကို၃ဂိုးနဲ့အထက်လောက်ရောက်နိုင်တယ်။၃ဂိုးလောက်ဆိုရင် အနေထားကမစိုးဘူးဆိုတော့ကျွန်တော်ဒီပွဲအကြိုက်ကိုရွေးပါဆိုရင်တော့နှစ်သင်းပေါင်းအတွင်းကိုညားမယ်ဆိုတဲ့ဘက်မှာနေချင်ပါတယ်အခုလိုကျွန်တော်ရဲ့သုံးသက်ချက်အစီအစဉ်လေးကိုစောင့်ကြည့်အားပေးကြတဲ့ညီကိုတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်